အိမ်ဆုံးရှုံးလိုက်ရတာပြဿနာတော့မဖြစ်ဘူးဒါပေမဲ့အကိုဆုံးရှုံးလိုက်ရတဲ့အိမ်ကကိုကျွန်တော်အသက်ရှင်နေစဉ်ကာလအတွင်းမှာဘယ်လိုပဲကျွန်တော်ဘယ်လောက်ထိအလုပ်ပဲစူးစမ်းတာဒါပြန်ရှာပြီးတော့ပြန်ဆောက်ပေးနိုင်တယ်နော်ဒီလိုမျိုးမိသားစုတွေကွက်ကွာဝါရဲဆုံးမဝါရဲအချိန်တုန်းကကိုအိမ်ဆုံးရှုံးနေဆိုတာဒါဘာမှမဟုတ်တော့မပြောပလောက်တဲ့ကိစ္စအသေးလို့ပဲကျွန်တော်ကတော့မြင်နေပါတော့ဖြစ်ဖြစ်ချင်းပါတော့29နှစ်နေမနက်ကတော့ကျွန်တော်မင်းလေးသွားတော့ကျွန်တော်ရဲ့စိတ်ကူးလေးကကျွန်တော်အိမ်လေးကောင်းလေးပေါ့မင်းလေးကအိမ်လေးကောင်းလေးနော်ဒီလိုဟိုအိမ်လေးပြောရတယ်တိုက်တယ်ပြောရတယ်ဆိုရင်မိသားစုတွေကျွန်တော်ရဲ့အိမ်ပေါ်မှာကျွန်တော်ထားမယ်ပေါ့နော်အဲ့လိုမျိုးစိတ်ကူးလေးတော့သွားရဲဒါပေမဲ့ ်ကျောင်းကြီးမကြမပြေသွားဘူးပေါ့နော်ကျွန်တော်အိမ်ရဲ့ပြေသွားရဆိုပေမဲ့ကျွန်တော်ဒီဟာကိုမျိုးတိတ်ထားလိုက်တယ်ပေါ့နော်ဒီဟာကိုရဲ့အခက်ခဲတဲ့ဘာမှမပြောပါတော့ဘူးလေကျွန်တော်အထင်မှာဟုတ်ပါဘူး저기ဒီအခုပေါ့နော်လက်ရှိမြန်မာနိုင်ငံမှာဖြစ်သွားတဲ့ဒီငလင်ပေါ့နော်ငလင်ဘေးအတွက်ကျွန်တော်တို့ဒီ လမ်းပေါ်မှာသွားနေမိဘပြည်သူတွေတခြားမျိုးပေါ့နော်ကိုရိုင်းတမျိုးမြေပြင်ထိဆင်းပြီးတော့မလူပေးနိုင်တဲ့မိဘပြည်သူတွေအတွက်ကျွန်တော်ဒီကနေပြောကိုစားပြုအနေနဲ့ပေါ့နော်ထပ်ပြီးတော့အလူကန်ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးပါဒါ online ကမလူတတ်တဲ့သူတွေရှိမယ်နောက်တစ်ခုကကြာကိုရိုင်းသွားရမလူနိုင်တဲ့သူတွေပေါ့နော်ဒါလမ်းသွားလမ်းလာရတဲ့ဒါ အာအတူပေါ့နော်လမ်းသွားလမ်းလာရင်းနဲ့ဒါဒါနပြအောင်လို့ကိရိယာပြန်မှန်းခံပြီးတော့ဟိုဟာလာရောက်ပြီးတော့ကုတူမျိုးကောက်ခံမိတာပါဟုတ်ဟာဟုတ်ကဲ့ဟိုဟာကျွန်တော်ငလင်ဆဆလုတ်တဲ့အချိန်မှာတော့ကျွန်တော်နေပြည်တော်ကနေပြီးတော့ရန်ကုန်ပြန်လာပြီပဲနော်အမြန်တမ်းမှာပြီးရပြီးတော့ကျွန်တော်ညလောက်လည်းနေလဲပေါ့နော်ဒီလိုမျိုးကျွန်တော် social platform မှာတင်င်းနေရအများကြီးပြန်ထလာပြီးဆိုတော့ကျွန်တော်29ရက်နေ့မနက်ချက်ချင်းပဲကျွန်တော်မန္တလေးကိုပြန်တက်တယ်ပေါ့နော်မန္တလေးပြန်တက်ပြီးတော့ ိမ်မှာကျွန်တော်လှုပ်ရှားရှိရာကြီးလှုပ်တယ်အဲနောက်တစ်ခုကကျတော့ဒီမျိုးပေါ့ဟာပျက်စီးသွားတဲ့အဆောက်အုံနေကြတဲ့လူတွေပေါ့နော်ကျွန်တော်ဗာကျွန်တော်ဘက်ကဗာတက်နိုင်တော့ဖေးစီးပေးနိုင်မယ်ပေါ့ကျွန်တော်အစာရေစာလားဒီမျိုးဆေးဝါးတွေလားပေါ့နော်ကျွန်တော်အကုန်လုံးရားတလောက်လေးလိုက်ပြီးတော့ဖေးစီးခဲ့ပြီးပါဟုတ်ဆောအမှန်တိုင်းပြောရင်တော့အရန်1နဲ့ရပေါ့နော်1နဲ့ရဆိုတော့ကဟိုဘာဖြစ်လဲဆိုတော့ကကျွန်တော်တို့ကလေးငယ်ငယ်လေးပေါ့နော်ကလေးငယ်ငယ်ကိုဟိုဘယ်လိုပြောမလဲ ဒီမန်ဒီဆာရွယ်လေးအဲ့လိုမျိုးကလုံတိဆာရွယ်လေးညီလေးညီမလေးအွှယ်လေးဟိုဘွားရွယ်လေးအဲ့လိုမျိုးလေးကအစဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးလက်တီပြတ်သွားတာတို့အဲ့လိုဆက်တော့တီပြတ်သွားတာတို့ပေါ့နော်ဟိုအသက်ပြတ်မရှင်နိုင်တော့တဲ့အနေထားရောက်တာအဲ့လိုအရန်ဝမ်းနေရဇနောကငိုနေရတူယူရောသားဖြစ်တဲ့အတွက်ကျွန်တော်အဲ့လိုမျိုးပေါ့ကလေးတွေညီကျွန်တော်အရန်ချစ်တတ်တယ်ညံချစ်တတ်တဲ့စိတ်ပြတော့ကလေးမျိုးဆိုရင်ကျွန်တော်မနေနိုင် မနေနိုင်ဆိုတော့အဲ့လိုအရန်လဲဝမ်းနေရတယ် ဟိုအဲ့လိုမျိုးပေါ့နော်ဒီကလေးတယောက်ရဲ့အဲ့လိုဓာတ်ပေါ်ကြီးတွေ့နေတော့မှကျွန်တော်အိုင်နာမှာကြာကြာမနေဘူးကျွန်တော်ကြည့်ပြီးချက်ချင်းပြန်တော့လာဘာဖြစ်လို့ကျွန်တော်စိတ်ကျွန်တော်မနိုင်ဘူးမခံစားနိုင်ဘူးနော်အဲ့လိုကလေးဆိုလို့ရှိရင်တော့အရင်ဝမ်းနေရတယ်ပေါ့ဟိုအဲ့လိုမျိုးဖြစ်ကတော့ဒါတော့ရှိနိုင်တာပေါ့ဘာလို့လဲဆိုတော့ရုပ်တရည်ကြီးဖြစ်သွားတာဆိုတော့သူတို့ကိုသူတို့မရှိတော့ဘူးဆိုတော့လက်မခံနိုင်တာပေါ့နော်လက်မခံနိုင်သေးတာရဲ့နောက်သူတို့ကိုသူတို့အသက်ရှင်နေရပဲထင်တာဘာလို့လဲဆိုတော့ဒီတိုက်ပြိုးရဲ့ချိန်မှာဖြစ်တာမိနစ်ပိုင်းပဲရှိတာဟိုအဲ့ချိန်မှာအသက်ပါသွားရဲဆိုတော့သူတို့ကိုသူတို့လည်း အာဘယ်လိုပြောမလဲမယုံနိုင်မယုံမယုံနိုင်လောက်အောင်ပေါ့နော်အဲ့လိုဖြစ်သွားတာမျိုးရှိရဲအဲ့လိုမျိုးဘဝရယ်ဆိုရင်တော့တကယ်အရန်တနာဖို့ကောင်းတယ်ပေါ့နော်သူတို့ကိုသူတို့သူတို့ဖြစ်နိုင်ရင်တော့အစကားတွေလိုက်ပြောနေမယ်လို့ထင်တာပေါ့အဲ့အမြင်ကွင်းကိုတွေးကြည့်ုံနဲ့ဒါကိုရေရင်ထဲမှာတော်တော်နေလို့ထိုင်လို့အဆင်မပြေရပါဘူးကျွန်တော်လူကြီးတွေအများကြီးမှပြောကြမှာနောက်ဆန်တင်းတာပေါ့နော်နောက်ဆန်တင်းနေဆိုတော့ကိုယ့်ရဲ့မိသားစုကိုအဲ့လိုမျိုးဟိုမခွဲနေတာတွေကိုယ့်ရဲ့သားသမီးတွေကိုစိတ်မချတာပေါ့နော်ရှိပါတယ်ကျွန်တော်တငယ်ချင်းထဲမှာဆိုလို့ရှိရင်လည်းအဲ ူကရန်ကုန်မှာသူ့ရဲ့အမေကမန္တလေးမှာပေါ့နော်မန္တလေးမှာမန္တလေးမှာသူ့အမေရဲ့အဖေရဲ့အန်တီရဲ့အမရဲ့ပေါ့နော်နေရတယ်ဒါပေမဲ့သူ့ရဲ့အမေတယောက်တည်းအဲ့လိုတိုက်ထဲမှာသမင်းစားပြီးသူ့အမေရဲ့အိမ်နေရအဲ့ချိန်မှာသူ့အမေတယောက်တည်းချမ်းခဲ့ပြီးဆုံးသွားတယ်ပေါ့နော်ဆုံးသွားအဲ့လိုမျိုးကြောက်ပြီးချင်းသူ့အမေကအဲ့လိုမျိုးအိမ်မက်တွေပါပြီးပေးတယ်အဲ့လိုမျိုးသူတို့ဟိုနိုင်ချမ်းမဲ့ချိန်မှာအိမ်မက်တွေပါပြီးပေးတယ်ဒီလိုပေါ့သူ့ရဲ့အသားနဲ့သမီးကိုမခွဲနိုင်ပေါ့နော်သူ့ရဲ့အကိုကလည်းကျွန်တော်တို့ပေါ့နိုင်ငံသားမှာပေါ့နော်နိုင်ငံငယ်ငယ်ရဲ့ချမ်းမှာဖြစ်တော့ကြောင့်သူ့ရဲ့သားသမီးတွေကို မခွဲချင်ဘူးပေါ့နော်အဲ့လိုမျိုးအိမ်မက်တွေပေးရပေါ့နော်ဘလို့ပဲပြစ်ပြစ်ပါဟိုဒီကနေ့ပတ်သက်ပြီးတော့ကိုကဟိုခံစားရတာကသူများမိသားစုဖြစ်တယ်ဆိုမှကို့မိသားစုဖြစ်တယ်လို့မျိုးပဲပေါ့တက်မထပ်တူထမြအရန်ခံစားရတယ်အကုန်လုံးကတစိတ်တဝန်းနေရမြန်မာတိုင်းနိုင်ငံလုံးမှာနေရလူတွေဖြစ်တဲ့ကြောင့်မလို့ဘလို့ပဲပြစ်ပြစ်ပါကျွန်တော်ကတော့ဒီအိုင်းနဲ့ပတ်သက်ပြီးတော့ဟိုအရန်ဟိုစိတ်တိခါရတယ်ပေါ့နော်အဲ့လိုပဲပြောရမှာပေါ့အိမ်ဆုံးရှုံးခဲ့တော့ဝမ်းနေတာပေါ့နော်ဝမ်းနေဆိုတာကဘလို့မျိုးလဲဆိုတာက အိမ်ဆုံးရှုံးလိုက်ရတာပြဿနာတော့မဖြစ်ဘူးဒါပေမဲ့အခုဆုံးရှုံးလိုက်ရတဲ့အိမ်ကကိုကျွန်တော်အသက်ရှင်နေစဉ်ကာလအတွင်းမှာဘယ်လိုပဲကျွန်တော်ဘယ်လောက်ထိအလုပ်ပဲစူးစမ်းတာပြန်ရှာပြီးတော့ပြန်ဆောက်ပေးနိုင်တယ်နော်ဒီလိုမျိုးမိသားစုတွေကွက်ကွာဝါတယ်ဆုံးမဝါရဲ့အချိန်တော့ကိုအိမ်ဆုံးရှုံးနေဆိုတာဒါဘာမှမဟုတ်တော့မပြောပတ်တော့တဲ့ကိစ္စသေးလို့ပဲကျွန်တော်ကတော့မြင်နေပါတော့ ကျွန်တော်ကတော့ဖြစ်ဖြစ်ချင်းပေါ့နော်29နှစ်နေမနက်ကတော့ကျွန်တော်မန်လေးသွားတော့ကျွန်တော်ရဲ့စိတ်ကူးလေးကကျွန်တော်အိမ်လေးကောင်းသေးရင်ပေါ့မန်လေးကအိမ်လေးကောင်းသေးရင်တော့ဒီလိုဟိုအိမ်လေးပြောရတယ်တိုက်တယ်ပြောရတယ်ဆိုရင်မိသားစုတွေကျွန်တော်ရဲ့အိမ်ပေါ်မှာကျွန်တော်ထားမယ်ပေါ့နော်အဲ့လိုမျိုးစိတ်ကူးလေးအောင်သွားရတယ်ဒါပေမဲ့အကြောင်းကြီးမကြမပြေဝအောင်ပေါ့နော်ကျွန်တော်အိမ်လေးပြောရတယ်ဆိုပေမဲ့ကျွန်တော်ဒီဟာကိုမျိုးသိထားလိုက်တယ်ပေါ့နော်ဒီဟာကိုရဲ့အခက်ခဲတဲ့ဘာမှမပြောပါတော့ဘူးလေကျွန်တော်အကြောင်းအထင်မှာဟုတ်အိမ်မှာပြောမှာဘာလို့ပြောလဲဘယ်မှာရှိတဲ့အိမ်လေးအဲ အဓိကတော့ကျွန်တော်တို့ဒီဘက်ကပေါ့နော်ဒီဘက်ကျောင်းရဲ့တောင်ဘက်ခြမ်းမှာရှိရပါတော့အဲဘယ်လိုမျိုးပြုတ်သွားလဲဆိုတော့ကျွန်တော်နှစ်ထပ်ကိုနှစ်ထပ်ကိုလုံးဝပြုတ်အပေါ်ကတစ်ထပ်လုံးဝအကုန်ပြုတ်ကျသွားတယ်ပေါ့နော်အောက်ကကျွန်တော်တို့ဝင်ကြည့်လို့တော့မရတော့တဲ့အခြေအနေပေါ့နော်အခြေဆိုကဟိုလုံးဝအိုးလိုမျိုးတိုက်ပုံဖြစ်သွားတာအဲ့လိုမျိုးပေါ့အပုံလိုက်ကြီးဖြစ်သွားတာအုပ်ပုံလိုက်ကြီးလိုမျိုးဖြစ်သွားတာဟိုလူဝင်လို့ရလာဆိုတော့ခဏလောက်ပဲရမယ်ကျွန်တော်တည့်မခဏလောက်ဆိုတော့မျိုးမလင်းတေးသေးလေးလှုပ်ရင်တော့မှထပ်ပြီးတော့အဲ့လိုအချိန်နဲ့ပြန်ကြာနိုင်တဲ့အနေအထားမျိုးတွေပေါ့နော်ဟုတ် အိမ်မှာဘာမှမရှိဘူးဟုတ်အိမ်မှာတော့ဘူးမှတော့မရှိဘူးเนาะကျွန်တော်ရဲ့အမေကပါတယ်ရန်ကုန်မှာပဲဟုတ်ပါတော့လေးတော့ကเนาะအဲကေရွတ်နေကအိမ်မှာတော့ဦးလေးနဲ့တော့ဂျန်ခဲ့တာကျွာသူတို့တောင်မှပဲဒါအိမ်ကမပြိုဘူးဆိုပေမဲ့အက်သွားတာပေါ့เนาะအက်သွားတဲ့အတွက်ဆိုအခုဆိုညဘက်တည်းဆိုရင်ဆိုင်ထဲမှာသွားလိုက်တယ်ဆိုင်ကကျတော့အိမ်အိမ်ရှိမှာပဲဆိုင်ဆောက်ထားတာဆိုတော့အခုဆိုင်ရှိမှာပဲအကုန်လုံးထွက်ပြီးတော့အိမ်နေရပေါ့ အပ်သွားရဲဆိုတော့ဒါအချိန်မီပြိုနိုင်တယ်လေအဲဒါကြောင့်အခုဒီရပိုင်းတွင်တောင်ပြန်ပြီးတော့ဒါအိမ်ပြန်ပြီးတော့တော့လောကမကိစ္စတွေ တွားရအောင်ပေါ့ဟုတ်ကီရိုဆိုကျန်တဲ့လူတွေအတွက်ဆိုရင်ဒါအလူဟာဘယ်လိုအစာစားနေရခါတွေစေဝါတွေပေါ့နော်အခုညီပေးမယ်နောက်တစ်ခုကကျတော့ဒီအသက်မရှိရတဲ့သူတွေအတွက်ဆိုရင်တော့ကောင်းမှုကုသိုလ်လုပ်ပေးရမှာပေါ့တော့တစ်ခုကကီရိုအဲ့လိုနောက်ဆက်မတင်အောင် နောက်ဆက်မတင်းအောင်ပေါ့နော်သူတို့ကောင်းမှုကုသိုလ်လုပ်ပေးရမယ်နောက်ပြီးဘဝကူးကောင်းအောင်ပေါ့နော်ကုသိုလ်တွေလုပ်ပေးရမယ်ကုသိုလ်ပေးအမျှဝေပေါ့အဲ့လိုမျိုးလေးလုပ်ပေးရမယ်ထင်တယ်နော်ဟုတ်အဲ့လိုပေါ့နော်ဒီကတော့ဒါကတော့မက်ကေရကျတော့ဘာပါဒီလိုဆုံးပါသွားတယ်ပေါ့ကျွန်တော်တို့အတိုင်းရှင်နေတဲ့သူတွေအတွက်ကြောင့်အဓိကတော့ကျွန်တော်ပေါ့နော်ရှေးပေါ့နော်ကျွန်တော်ရှေးဒီလိုစာနေရိတ်ခါမှာ ဆိုရင်တော့မှကျွန်တော်ရေကအရေးကြီးဆုံးပဲလေကျွန်တော်ရေကမတောင်းရရင်ဘူးဆိုတော့တမနာတော့မနေနိုင်ဘူးဆိုတော့ဖြစ်တဲ့ကြောင့်ကျွန်တော်အဓိကတော့ရေကိုတော့တောက်လျှောက်ရအောင်တော့ကျွန်တော်ရအောင်ကုညီရွားမယ်။၃နှစ်လောက်ရှိနေပြီနော်။အစာရေးစာမစားရဘူး။ဘာလို့ဆိုတော့အဲ့လိုပိမိနေလို့ရှိရင်လေအစာရေးစာကကိုကတောင်းထန်နိုင်လေရဲ့နော်။ရေမရှိရင်ဘယ်လိုမှမတောင်းခံနိုင်ဘူး။အဲ့တော့ရေတော့ကျွန်တော်ရအောင်ရအောင်ရနိုင်လောက်ပေါ့နော်တချို့နေရာမှာဆိုပြောပါလေကျွန်တော် line ဝင်မှာဆိုတက်တက်လာတယ်ဟုတ် ငွေကြေးပါမလူကြပါနဲ့တော့အဓိကတော့စားနေရေးကနေတောက်ရည်ပေါ့နော်တောက်ရည်အဓိကတော့တောက်သုံးမှုရှိရတော့အရင်ရေးကြည့်ရပါအဲကြောင့်မို့ကျွန်တော်တောက်သုံးမှုရေကိုတော့ကျွန်တော်အဓိကထားပြီးတော့လူပစ်မယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်